ဒါဆိုရင်ဦးမကြီးကင်ဆာဆိုတာဦးမကြီးရဲ့အစိပ်ပိုင်းဖြစ်တဲ့ဦးမကြီးကနေဖြစ်ပေါ်လာတဲ့ကင်ဆာတစ်မျိုးပါဦးမကြီးကိုအထက်တန်းဦးမကြီးအလယ်တန်းဦးမကြီးအောက်တန်းဦးမကြီးဖြစ်ဖွဲ့စည်းထားပြီးအဲ့ဒါကအန်တရက်နဲ့ NS ရဲ့အစိပ်ပိုင်းဖြစ်လာပါတယ်အဲ့ဒီဦးမကြီးရဲ့အစိပ်ပိုင်းတစ်ခုခုမှာကင်ဆာဖြစ်လာရင်ဦးမကြီးကင်ဆာလို့ခေါ်ပါတယ်အထူးသဖြင့်အလေးချိန်ပိုပြီးကိုယ်လက်လှူရှာမှုနဲ့ပြီးအစားအစာထဲမှာအမြင့်နေတဲ့လူတွေမှာပုံမှန်ဖြစ်ပွားတတ်ပါတယ် ။ဦးမကြီးကင်စာရဲ့အထင်ရှားဆုံးနေထိုင်မှုပုံစံအကြောင်းရင်းတွေကအဲ့ဒီလိုပါပဲ။ဒေဗက်နဲ့ညာဘက်နှစ်ဖက်စလုံးမှာဦးမကြီးကင်စာရှိနိုင်ပြီးအထက်တန်းဦးမကြီးမှာခေရင်ညာဘက်ဦးမကြီးကင်စာအောက်တန်းဦးမကြီးမှာခေရင်ဒေဗက်ဦးမကြီးကင်စာလို့ခေါ်ပါတယ်။နှမျိုးစလုံးမှာယောဂလက္ခဏာတွေကမတူညီကြပါဘူး။ ောက်တန်းဦးမကြီးကင်ဆာရီအတွက်အထူးလက္ခဏာတွေကဦးလန်းချောင်းပြောင်းလဲဖြစ်ပါတယ်။ဒါဆိုရင်အဆုတ်ကျခြင်းအင်္ကာသွားပြီးနောက်ဦးမလျှော်ပြီးတလို့ခန်းစားရခြင်းဒါမှမဟုတ်ဦးမကြီးမလျှော်ပြီးတလို့ခန်းစားရခြင်းတို့ဖြစ်ပါတယ်။တခါတရံမှာအင်္ကာသွားတဲ့အခါအညစ်အကြေးနဲ့တွေးရောပြီးတွေးပဲထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။အထက်တန်းဦးမကြီးအတွက်အထင်ရှားဆုံးလက္ခဏာတွေကနာကျင်မှုလိုမျိုးတွေပါ။ဘိုက်အောက်ပိုင်းညာဘက်မှာနာကျင်ခြင်းပင်ပန်းနှွမ်းနေခြင်းနဲ့တွေးပြက်ခြင်းဒါကြောင့်တွေးနေတဲ့ယုံနေခြင်းမျက်လုံးတွေဖြူလာခြင်းလူနာတွေပုံမှန်ထက် ပိုပင်ပန်းလာခြင်းတို့ပါဒါပေမဲ့အဆင့်တစ်နှစ်နဲ့သုံးမှာအဓိကကုသနည်းကဦးမကြီးကင်ဆာအတွက်ခွဲစိတ်ကုသခြင်းပါခွဲစိတ်ပြီးနောက်မှာကြံခဲ့နိုင်တဲ့ကင်ဆာဆဲတွေကိုဖြစ်စီဖို့အတွက်တခါတလေဓာတ်ကင်ဆာကုထုံးကိုပေးပါတယ်ဒါပေမဲ့အဆင့်၄ဦးမကြီးကင်ဆာရဲ့အတွက်အဓိကကုသနည်းကဆေးကုသခြင်းဖြစ်ပြီးဓာတ်ကင်ဆာကုထုံးကိုကျင့်မှတ်ထားသောကုထုံးတို့မဟုတ်ကုခန်ဆွဲအကုထုံးနဲ့ပေါင်းဆက်ပြီးကုသပါတယ်ကင်ဆာဆဲတွေရဲ့မော်လီကျူးဖွဲ့စည်းပုံပုံမူတည်ပါတယ် ဦးမကြီးကင်စာကိုကာကွယ်ဖို့စ조사ရတာအလွန်မင်းခက်ခဲပါတယ်အလားအလာကောင်းတဲ့အချို့သောနေထိုင်မှုပုံစံပြောင်းလဲမှုတွေဥပမာအစားအသောက်ပြောင်းလဲခြင်းရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများစွာလုပ်ခြင်းကိုယ်လေးချိန်ကိုတင့်လျော်စွာခင်းသိမ်းခြင်းသာဦးမကြီးကင်စာရဲ့အတွက်အထောက်အကူဖြစ်ပါတယ်ဦးမကြီးကင်စာဖြစ်နိုင်ခြေကိုရှော့ချခြင်းတိုးတော့ဦးမကြီးကင်စာဆစ်ဆေးခြင်းကအစောပိုင်းကာလမှာယောဂါတွေကိုရှာဖွေရန်အရေးကြီးဆုံးနည်းလမ်းဖြစ်မယ်လို့ထင်ပါတယ်။ဒါကအဆင့်တတူမဟုတ်နှစ်မှာဖြစ်ပြီးကုသနိုင်ခြင်းအလုံးမြင့်မားရဲ့အခါမှာပါ အဆင့်3သို့မဟုတ်4မှမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်အမြဲကြံပြုလာက Lunar ရဲ့အနည်းဆက်ဆုံးတွေးစစ်ဆေးမှုလုပ်တင်ပါတယ်။ဒါကြောင့်အနည်းဆုံး2နှစ်သို့မဟုတ်3နှစ်တကြိမ်အနည်းဆုံးတစ်ခွဲခန်းမှာအညစ်အကြေးတွေမှာတွေးရှိမရှိစစ်ဆေးပါ။နောက်ပြီးအမြဲတမ်းကင်ဆာဖြစ်နိုင်ချေအလုံးညစ်မာတဲ့သူတွေဥပမာအမြဲတမ်းကင်ဆာတွေနဲ့ပတ်သက်တဲ့မိသားစုသမိုင်းကြီးတဲ့သူတွေကတော့ဥမာကြီးစစ်ဆေးမှုလုပ်တင်ပါတယ်။မာနှစ်မှ30နှစ်တစ်ချိန်